ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့စကားစုအစားဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာပါမယ်ဆိုတဲ့အချက်ကိုနိုင်ငံတော်သမ္မတကိုယ်တိုင်နိုင်ငံရေးပါတီများလှုံ့ထုံလုံနီဥပဒေတွေမှာလက်မှတ်ရေးထိုးထုတ်ပြန်ပြောင်းလဲခဲ့ပေမဲ့လွတ်တော်ကိုယ်စားလှယ်တွေစတင်ပြီးတော့ကျန်းသစ္စာချိန်ဆရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေကျန်းသစ္စာချိန်ဆရေးဆိုင်ရာနောက်ဆက်တွဲဇာတ်လမ်းမှာမပြင်းစင်ရသေးပဲရှိနေရပါ။ ဒါနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်း NLD ပါတီကသမ္မတထံကိုဥပဒေအကြံပြုလွှာတစောင်းပေးပို့ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုပေးပို့ခဲ့ပြီးဖြစ်ပေမဲ့လွတ်တော်ဥက္ကဋ္ဌအပါအဝင်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးတွေကိုထပ်မံပြီးတော့ April 22ရက်နေ့မှာတင်ပြလိုက်တာပါကျွန်တော်တို့ကဒီကျန်းသစ္စာချိန်ဆိုတဲ့အဲ့ဒီချက်ပါတဲ့စကစုပြင်ဆင်ရေးကိုကျွန်တော်တို့ကြိုးစားတာအဲ့တော့ကျွန်တော်ပထမလဲစူးစမ်းဖို့လေဒီနေ့တော့เนาะကျွန်တော်တို့ နိုင်ငံတော်သမရရဲ့ကြီးသူလွတ်တော်ဥက္ကဋ္ဌရဲ့မိသားလွတ်တော်ဥက္ကဋ္ဌရဲ့နောက်တစ်ခါဖွဲ့စည်းပုံအခြေခံဦးစီးဆိုင်ရာအဖွဲ့ဥက္ကဋ္ဌစီလည်းကျွန်တော်တို့စာပို့အစီအစဉ်စာပို့လည်းအဓိပ္ပာယ်ကတော့ကျွန်တော်တို့ကကြီးသူလွတ်တော်ရွေးကောက်ပွဲတွေဝင်တယ်လွတ်တော်ရွေးကောက်ပွဲတွေဝင်တယ်စာလွတ်တော်တက်ဖို့ပဲဒါကျွန်တော်တို့တက်ဖို့လည်းအဆင်သင့်ပါသို့တော့လွတ်တော်တက်တဲ့အခါမှာကျင်ရမယ်ကျန်းသစ္စာတွေမှာကျွန်တော်တို့ဟို တခြားဥပဒေတွေနဲ့လည်းမကန့်ညီဘူး။ဖွဲ့စည်းပုံခြေအောက်တွေနဲ့မကန့်ညီတဲ့စာသားတွေပြင်ဆင်ဖို့ကျွန်တော်စူးစမ်းတာပါ။ဒီနေ့ကျွန်တော်အဲ့ဒီဌာနကြီး၄ခုကိုကျွန်တော်အကြံပြုချက်မြို့သားဒီမှုစီအဖွဲ့ချုပ်ရဲ့အကြံပြုချက်ဒီနေ့နေ့ကမှကျွန်တော်တို့ဖက်ဆက်ပြီးတော့ပို့ထားပါတယ်။ဒါကြောင့်23ရက်နေ့ဆိုတာကတော့ကျွန်တော်တို့အချိန်မမီတော့ဘူးလို့ပဲကျွန်တော်ယူဆပါတယ်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါအောင်ဆန်းစုကြည်အပါအဝင်ကြားပြတ်ရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တနင်္လာနေ့မှာပြန်လည်စတင်မဲ့ပထမအကြိမ်ပြည်တော်စုလွတ်တော်တတိယပုံမှန်အစည်းအဝေးရဲ့ဒုတိယအတုံးလွတ်တော်အစည်းအဝေးမှာစတင်တက်ရောက်ပြီးတော့ကျန်းသစ်စာကျင်းဆိုဖို့ဥပဒေဝေါ်ဟာရအတုံးနှုံးပိုင်းနေမှာအခက်အခဲတွေ့နေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကြိုးစားတဲ့ဥပဒေလိုင်းရင်ကကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့နောက်ဆက်တွဲဇယားလေး ကျန်းသစ္စာချိန်ဆလွာအဲ့ဒါဟာကျွန်တော်တို့ခွဲစည်းဖို့အခြေခံဥပဒေမှာပြဋ္ဌာန်းချက်တင်တဲ့မြင်ညွတ်ဖို့လို့ကျွန်တော်တို့ယုံကြည်တယ်။အဲပြဋ္ဌာန်းချက်တင်မှာကခွဲစည်းဖို့အခြေခံဥပဒေကိုလေးစားလိုက်နိုင်ရည်ပဲပြဋ္ဌာန်းထားပါတယ်။ကာကွယ်စောင့်ရှောက်ရေးဆိုတာဇယားလေးကြမှာပါလာပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီဇယားလေးကိုပြင်ဆင်ဖို့လိုတယ်။ပြင်ဆင်ပေးပါလို့ကျွန်တော်တင်ပြတယ်။အဲတင်ပြတဲ့နေရာမှာဆောင်ရွက်နိုင်ဖို့နည်းလမ်းများကိုလည်း ကျွန်တော်တို့စူးစမ်းပြီးတော့ဥရေချက်လက်တွေကျွန်တော်တို့ပြပထားပါတယ်အဒီအပေါ်မှာပြည်လည်မှုရနိုင်တယ်လို့လည်းအငယ်တို့ယုံကြည်လို့ဒီလိုင်းကိုသွားနေတာပါနောက်တစ်ခုကဒီပြဿနာကငကူတွေက NLD မှတ်ပုံမတင်ကြတဲ့ရှိတဲ့ပြဿနာအဲ့ဒီ NLD မှတ်ပုံတင်ကိစ္စမှာလည်းဒီစကလုံးစကစုကိုပဲပြင်ပေးပါလို့ကျွန်တော်တို့ကသက်ဆိုင်ရာသမ္မတကြီးတဲ့တို့ကအာဏာပိုင်တွေကိုတင်ပြတဲ့အခါမှာ သူတို့သဘောတူပါတယ်ပြင်လဲပြင်ပေးခဲ့ပါတယ်ဒါအသိပ္ပိသာဖြစ်မှာပေါ့အဲကျွန်တော်ကဘာလို့ဒါပြောလဲဆိုတော့ဥပဒေတရမှာပြင်ဆင်ချက်လုလို့ရှိတယ်အဲ့ဒီပြင်ဆင်ချက်ရာလိုအပ်သောစကားအသုံးနှုန်းအပြောင်းလဲတွေကတခါတခါတည်းလိုရတယ်ဒါလက်ရှိဘုံမှာဒီမှာလဲကျင့်သုံးတယ်ဒီအခုဒီလိုလွတ်တော်ဥပဒေတွေဒီမှာလဲဒီဟာတွေပါတယ်အဲ့ဒါကြောင့်ဒီပြင်ဆင်ချက်ကလုတ်ခဲရမယ်လို့ ကျွန်တော်တို့ဒီလိုပဲယုံကြည်တယ်ဓမ္မတာပြင်ဆင်ခြင်းဥပဒေရဲ့အဓိပ္ပာယ်ပေါက်မှာပါဟုတ်ကဲ့ငါကိုပြင်ဆင်ခဲ့တာကတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပေါ့ဗျာသို့တော့ဒီဥပဒေမှာဒီစကလုံးပြင်ဒါနဲ့ဆက်ဆက်တဲ့ဂျန်တဲ့ဟာတွေမှာပြင်ဆင်မှုလိုအပ်တယ်ဒါလည်းဥပဒေအချက်လက်တစ်ခုဖြစ်ကျွန်တော်တင်ပြထားပါတယ်ဘုရင်ကိုပုတ်ပေးတယ်မအောင်ပါဒီလိုတင်ပြရတာဥပဒေပြဋ္ဌာန်းချက်တွေတစ်မျိုးနဲ့တစ်မျိုးကိုက်ညီမှုမရှိဘဲကွဲလွဲနေတာတွေကိုပြုပြင်နိုင်အောင်တင်ပြရတာဖြစ်တယ်လို့လည်း NLD ကဆိုပါတယ်။ ကျွန်တော်တို့ဟိုတုန်းကတော့ပါတီမပုံတင်ရေးရုပ်ကပွဲဝင်ရေးအဲ့ဒါကရှေ့တန်းမှာရှိတော့ဒါကိုအာယုံစိုက်ပြီးတော့ကျွန်တော်လုပ်ခဲ့ကြတယ်အဲနောက်ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါတဲ့ဇာတ်လေးကိုတော့ဒါကျွန်တော်တို့ရဲ့ချွေးချက်လို့ပြောရင်ရတယ်ကျွန်တော်တို့ဟိုတုန်းကတင်ပြခဲ့တာရှိကျွန်တော်တို့အာယုံစိုက်တာတနည်းရသို့တော့အခုနကျွန်တော်ပြောသလို ကျွန်တော်တို့တင်ပြသည်ဖြစ်စေမတင်ပြသည်ဖြစ်စေဥပဒေတရားပြင်ဆင်လိုက်လို့ရှိရင်အဲ့ဒီပြင်ဆင်ချက်နဲ့ညီညွတ်သောအခြားဥပဒေပြောင်းလဲမှုတွေလုပ်ရပါတယ်ဒါလုပ်ဖို့လိုနေတယ်လို့ဦးကျွန်တော်ထပ်မတင်ပြဒီလိုဖြစ်နေတဲ့အခြေအနေက1990ပြည်နှစ်ပါတီစုံထွေထွေရွေးကောက်ပွဲရလဒ်နဲ့လွတ်တော်ခေါ်ယူပေးဖို့ NLD ကတောင်းဆိုခဲ့ပေမဲ့ဖြစ်မလာတဲ့အခြေအနေမျိုးလို့ဖြစ်လာမလားဆိုပြီးတော့စိုးရိမ်မှုတွေလည်းရှိနေတာပါ။ ကျွန်တော်အမြင်တော့အဲ့ဒီကိုယ်ဆက်ခြင်းနေအခြေအနေနဲ့အခုအခြေအနေနဲ့ဟိုလုံးဝမတူဘူးလို့ပဲကျွန်တော်နားလည်အခုအခြေအနေကပြုပြင်ကြောင်းလဲရင်းတမတော်ပါဝင်အားလုံးကလူလားနေပြီးစူးစမ်းနေတဲ့အခြေအရွေ့နေတယ်လို့ပြောချင်းပြောရေးတာတော့ရွေးနေဒါကြောင့်ဒီအောင်နဲ့ပတ်သက်ပြီးတော့ဟိုတုန်းကအခြေအနေနဲ့လုံးဝမတူဘူးလို့ကျွန်တော်ဒီလိုပဲမြင်ပါ ဒါပြင်လက်ရှိအခြေအနေမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်မတဲ့ဘဲတပိမ့်မှောက်တယ်လို့ပြည်သူတွေကြားထင်မှားမှုတွေဖြစ်ပေါ်နေတဲ့အပေါ်ကိုလည်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရှင်းလင်းပြောကြားလိုက်တာပါကျွန်တော်တို့ဟာရွေးကောက်ဝယ်ဝင်နေစရာလွတ်တော်တက်ဖို့ဝင်တာလွတ်တော်တက်နိုင်ဖို့ဝင်တာအခုမတက်နိုင်တဲ့မတက်နိုင်သေးတဲ့အခြေအနေဟာကျွန်တော်တို့စိတ်ဆန္ဒမဟုတ်ပါဘူးဒါဟို principle ပေါ့ကျွန်တော်တို့ရဲ့ ိုတတ်မှတ်ချက်စီကံကိုကျွန်တော်လိုက်နာနေတာပါအဲတနေ့မှာတော့ဒီချိန်မှာတော့ဒါပြည်လေသွားမှာကိစ္စပဲကျွန်တော်ဟုတ်ကြည့် လက်ရှိအချိန်မှာတော့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့မြို့သားဒီမိုကရေစီရဲ့ဖွဲ့ချုပ်ကရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့၂၃ရက်နေ့မှာကျင်းပမယ်လွှတ်တော်အစည်းအဝေးကိုတက်ရောက်ဖို့အခက်အခဲတွေရှိနေပေမဲ့လည်းကိုယ်စားလှယ်တွေလိုအပ်မဲ့လွှတ်တော်ဆိုင်ရာလုံထုံးလုံနည်းတွေနဲ့အတူဥပဒေဆိုင်ရာအချက်အလက်တွေကိုဧပြီလ၁၉ရက်နေ့ကစတင်ပြီးတော့ဧပြီလ၂၂ရက်နေ့အထိအလုံယုံဆွေးနွေးပွဲတွေကျင်းပပြုလုပ်နေတာမျိုးတွေလည်းရှိနေပါတယ်ကျွန်တော်အန်ဖုံးမြတ်ရန်ကုန်ကနေသတင်းပေးပို့နေတာပါခင်ဗျာ